အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ချနေရဲ့ညဘာလာလေးရက်နေ့ review session တက်ဆက်ပြတော့မှာဖြစ်ပါတယ်။ Recap ပွဲဥပဒေနဲ့အမှုဖွင့်ဖန်ဆီးထားတဲ့ဒူတရားနေပါရှိလာပါပြီ။မူကောင်းမြို့နယ်မှာကံကြီးတတနှုတ်ဦးလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့စစ်ကော်မရှင်ကပြောပါတယ်။ လမ်းပြစီပြီးဆလုံးရီဖြစ်စီတွေတည်ယူလို့မရသေးတာကြောင့်ကော်လံဖူမြို့နယ်ရီဒမ်ဂျေယွာကအကြောင်းတူကြောင်းသားတွေလက်ရည်စာတင်ဆောင်နေမှာစာတင်ကြားနေရဆဲဖြစ်ပါတယ်။အစားရတဲ့တဲ့နေကိုတက်ဆက်ပြီးတော့မှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ပြကဝဲဥပဒေနဲ့ဖန်စီအမှုဖွင့်အရေးယူချတဲ့ဒုတိယနေပါရှိလာပြီလို့စေအုစုရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေရသိရပါတယ်။ဆက်ဆိုင်ကတိဆက်ပေးမှာပါ။ ပြီးခဲ့တဲ့အော်တိုဘလ31ရက်နေ့အထိတော့အမျိုးသား63ယောက်နဲ့အမျိုးသမီး9ယောက်ကိုဖမ်းဆီးခဲ့လို့ဆေးအုပ်စုရဲ့ပြည်ထရေးဝန်ကြီးဒူဘိုချုပ်ကြီးထွန်းထွန်းအောင်ကအဲ့ဒီနေ့မှာပြောဆိုထားပါတယ်။အဲ့ဒီနောက်ဒီနေ့ထုတ်တဲ့သတင်းစာတွေမှာရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံရတဲ့သူ9ယောက်အကြောင်းကိုဆေးအုပ်စုကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီခုနှစ်ယောက်ထဲမှာတော့နွန်ဘာလထဲမှာအမှုဖွင့်ပြီးအဖမ်းခံရတဲ့သူ၄ယောက်ထပ်တိုးလာတာကြောင့်စစ်စုပေါင်းရွေးကောက်ပွဲဥပဒေနဲ့ဖမ်းခံရတဲ့သူ၆၂ယောက်အထိရှိလာတာပါ။ အဲ့ဒီထဲမှာနှုံဘာလာနှစ်ရက်နေကဖန်းခံရတဲ့သူနှစ်ယောက်ထဲကတယောက်ကတော့အသက်18နှစ်မပြည့်သေးတဲ့15နှစ်အရွယ်ယောက်ျားလေးတယောက်ဖြစ်ပါတယ်။ဆေးအုပ်စုဟာလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားပေမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုနေသူတွေကိုတာမကပြောဆိုမှုမရှိတဲ့သူတွေကပါရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်တရားစွဲဆိုနေတာဖြစ်ပါတယ်။ဒါအပြင်ခေတ်အချိန်နေနဲ့မတူခဲ့တဲ့1948ခုနှစ်တုန်းကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို့အစိုးရကလည်းဒီတိုင်းကြည့်နေမှာမဟုတ်ဘူးဆိုတဲ့စကားကိုလည်းနေစဉ်ရက်ဆက်ဝါဒဖြန့်တင်းစာတွေမှာဖော်ပြနေပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးကိုယ်စားလှယ် Tom Andrews ကတော့ဆေးဥစုလုံးမဲ့ရွေးကောက်ပွဲဟာအထူးအယောင်အလင်းအညာတာဖြစ်တယ်လို့ထုတ်ပြောထားပါတယ်။ဒါပြင်တော်လိုင်းရင်အင်အားစုတွေကလည်းဆေးဥစုလုံးမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ထားပြီးနိုင်ငံတကာအနေနဲ့လည်းအဲ့ဒီရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာသတင်းချန်နေရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3996 3333 3333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။မကောင်းမြို့နယ်မှာကံဤတတနှုတ်လက်နက်နဲ့တကွာအလင်းဝင်လာရေလို့စစ်ကောင်မရှင်ကပြောပါရယ်ထရိုဆာကတင်ဆက်ပေးမှာပါ မိုးကောင်းမြို့နယ်မှာကချင်လူလိုက်ရဲအဖွဲ့ကရဲတပ်သားနှုတ်ဦးလက်နက်ခေရနဲ့တကွာအလင်းဝင်ရောက်လာရလို့စစ်ကော်မရှင်ပြောပါတယ်။နိုင်ငံတော်နဲ့တပ်မတော်ရဲ့ငင်းချိုင်ရဲ့လုပ်ငန်းစဉ်တွေကိုလက်ခံယုံကြည်တဲ့ကရဲအဖွဲ့ဝင်အမျိုးသားနှုတ်ဦးဥပဒေပောင်းအတွင်းကိုထပ်မံဝင်ရောက်လာရဆိုပြီးဒီကနေ့ထုတ်မြန်မာအလင်းတင်းစာမှာဖော်ပြထားတာဖြစ်ပါတယ်။အလင်းဝင်လာတဲ့ကရဲအဖွဲ့ဝင်တို့ရဲ့မိဘအုပ်ထင်းသူတွေစီလွဲပြောင်းပေးရရဲ့အစီအစဉ်ကိုလည်း မနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းမိုးကောင်းမြို့မိုးကောင်းတက်နေခမမှာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့တပ်သားတွေမှာ KA25 တက်လက် MA4 တက်လက် KA25 G အင်းလေးခု MG အင်း3ခု KA25 G 330တောင် MG 59တောင်နဲ့40မမပုံတိရှိလုံးလဲပါဝင်လာပြီးကွန်ပျူတာချင်းမြင်ငွေနဲ့ထောက်ပံ့ပစ္စည်းတွေပေးအပ်ခဲ့တယ်လို့ဖော်ပြချတာပါအဲ့ဒီတပ်သားတွေဟာ အသင်အတ္တမဆုဆောင်ခံရတာအနေအဆာဆင်ရည်ပြီးပင်ပန်းဆင်ရည်စွာနေထိုင်ရတာ လူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့အဆင့်အတန်းခွဲခြားပြီးအချင်းချင်းဗိုလ်ချနှိမ့်ဆက်ဖိနှိပ်တာအသေးခံရမယ့်နေရာတွေမှာသာလုံဆောင်စေတာနဲ့တပ်မတော်ရဲ့တိုက်စစ်ကိုခုခံနိုင်ခြင်းမရှိတော့ဘဲစိတ်တကျဆင်းလာတာကြောင့်ဝင်ရောက်လာတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်အကြံပေးအဖွဲ့တွေရဲ့အကျိုးစီးပွားအတွက်အပြစ်မဲ့ပြည်သူတွေနဲ့နိုင်ငံဝန်ထမ်းတွေကိုချိန်ချောက်ဖမ်းဆီးတပ်ဖြတ်တဲ့အကြံဖက်လို့ရတွေကိုလက်မခံနိုင်တော့တာနဲ့ငင်းချမ်းစွာနေထိုင်လူချင်းကြောင့်ဥပဒေပေါင်းကိုဝင်ရောက်လာတာလို့ရေးချပါတယ်။ ပြည်ခရက်အော်တိုဘလာ73ရင်းနေကလည်းဘူတာအုံမြို့နေက KAA KPF တပ်ဖွဲ့ဝင်73ဦးအလင်းဝင်ရောက်လာတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။အခုလိုစစ်ကော်မရှင်စီ KAA တပ်သားတွေအလင်းဝင်တွေဆိုတဲ့တည်င်းတွေနဲ့ပတ်သက်ပြီးကချင်လူလိုက်ရဲအဖွဲ့အစည်း KAO KAA တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူချင်းတော်ဘူကတော့ဒါရီဟာစစ်ကော်မရှင်ဘက်ကတမင်ဆက်လန်းစင်တရုတ်ပြလင်ညာချတဲ့တည်င်းမာရီတာဖြစ်တယ်လို့ဖြေကြားထားတာလည်းဖြစ်ပါတယ်။ မ်းပြက်စီပြီးဆက်လုပ်ရေးပစ္စည်းတွေတည်ယူလို့မရသေးတာ၆ကလဘူးမြို့နယ်ရီတမ်ကျေးရွာကအကျုံသူကြောင့်သားတွေယာယီစာတင်ဆောင်တွေမှာစာတင်ချနေရဆဲဖြစ်ပါတယ်။ကျောင်းဆောင်ပြန်လဲတည်ဆောက်ဖို့ဘတ်ဂျက်ချပေမဲ့လမ်းပြက်စီပြီးဆက်လုပ်ရေးပစ္စည်းတွေတည်ယူလို့မရသေးတာ၆ယာယီကျောင်းဆောင်အရင်ဆက်လုပ်ဖို့ပြင်ဆင်နေကြတယ်လို့ရီတမ်ကျေးရွာနေနေဆက်သူသူကမစ္စနာတရင်ကြောင့်နေကိုပြောပါတယ်။ ကျောင်းဆောင်မျိုးပါသွားရင်နောက်ကျောင်းသူကျောင်းသားတွေကိုဖះကျောင်းနဲ့စေပေခန်းတွေမှာခွဲပြီးစတင်ကြနေပေမဲ့ရရှိအတွက်အဆင်မပြေတော့ယာယီကျောင်းဆောင်မဖြစ်မနေလို့အတားချောင်းလွန်ပါလာမှာဆောက်လုပ်တော့ဖို့ရှိရလို့သိရပါတယ်။ Redominate column ပူဇာလန်ကောင်းပေမဲ့ Redominate နောင်မွန်ပူဇာကိုဆက်သွယ်ထားတဲ့လမ်းဆန်လူချက်နာကဖြစ်စည်းနေတဲ့လမ်းတွေကိုမပြုတ်ပြန်နိုင်တဲ့အကြောင်းစင်ကင်းနေပဲတော်လာလို့ရသေးတယ်လို့ဆိုပါတယ်။ Redominate ရွာမှာကျောင်းသူကျောင်းသားအယောက်60ကျော်ရှိပါတယ်။လက်တလုံးမှာတော့ စင်ကင်းနဲ့ဒေါ်လာလိုရတဲ့အတွက်ဆိုင်ကရူရာတွေအရင်ကလောက်အခက်အခဲဖြစ်တာမရှိတော့ဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မေလကုန်အပတ်ကမော်ဒတန်ဆွာရွာတွင်ပြီးမြေရွေမြင့်တက်လာတာကြောင့်ရီဒမ်ဂျီရွာကလူနေတချို့နဲ့စာတင်ကြောင်းဆောင်နှစ်ဆောင်ရေတွေမြောပါသွားခဲ့တာဖြစ်ပါတယ်။ကော်လံဘူးမြို့နယ်ဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပြီးရတ္တိဥတုဆိုရွာတာကြောင့်လမ်းပျက်စီးမှုတွေမကြာခဏဖြစ်ပေါ်လေရှိတဲ့ဒေသဖြစ်ပါတယ်။အနည်းရကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့ တိမဖွဲရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတက်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်သတ္တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။ ြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့ မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်သလိုရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင့်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ် လူတပ်မြေမျိုးမိုင်းမှာမှယုတ်ချီပေါက်ကွယ်မိုင်းနဲ့အစားထွက်လူတပ်မိုင်းဆိုပြီးနှမျိုးရှိပါတယ်။ယုတ်ချီပေါက်ကွယ်မိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတပ်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်အရည်ရွယ်တာပါ။လူတပ်မြေမျိုးမိုင်းတွေထက်အရွယ်စားပိုကြီးပြီး ပောက်ခွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြင်မျိုးမိုင်းတွေကိုမြင်မျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ခွဲမှုကိုဖြစ်ပေါ်စေမှာပါ။ပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြခတ်ခြင်းပြလို့ချင်းလို့ပြလို့နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ခွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေဟာ အတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တောက်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအတုံးပြုတ်လေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေ လက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအုံပြုတ်သွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပောက်ကွဲသေးဘဲဆက်ရှိနေနဲ့အနေရကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိတ်ဆန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ လက်နက်ကင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြံရှိနေနိုင်တဲ့အပြင်တက်တန်းကုံဆုံးတာလည်းမရှိပါဘူး။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတော့ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ ချင်းပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီကနေ့သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနိုင်စနိုင်ပါပြီ။